ဆူလတ်တာနီဘန်တောင်မြို့ဆိုတာထိုင်းနိုင်ငံထဲမှာရှိတဲ့မြို့လေးတစ်မြို့ပင်ဖြစ်ပါတယ်။ခုနိုင်ငံမှာအချိန်နေအကြောင်းကြောင့်နေတိုင်းလောက်ကင်စားသဖို့အတွက်ခက်ခဲတာကြောင့်တိုင်းတစ်ပါးကိုတွားရောက်လောက်ကင်နေရခြင်းအားခုနိုင်ငံရဲ့လေဝါးကနဲ့ရှင်းလင်းတဘာသူနိုင်ငံရဲ့ဝင်ငွေကအစာပေါင်းများစွာတာနေတာကြောင့်လည်းတစ်ခုဖြစ်ပါတယ်။သူတစ်ပါးနိုင်ငံမှာတွားရောက်လောက်ကင်နေသူတွေဟာယခုဆိုလျင်မရေမတွက်နိုင်အောင်များပြားနေပြီဖြစ်ပါတယ်။စာဝတ်နေရေးခက်ခဲမှုတွေမခံနိုင်ကြတော့လစာများများရရင်ပြီးတော့ မိသားစုအဆင်ပြေပြေနေရရင်ပြီးတော့ပတ်ဝန်းကျင်နဲ့နေတဲ့အခါမျက်နှာမငယ်ရရင်ပြီးရောဆိုပြီးတော့ကိုမိသားစုအဆင်ပြေပြေနေရဖို့ရည် မိမိအသက်ကိုပင်ဗရဏမထားနိုင်မနဲ့အရေးစွန်ကတွားရောက်လောက်ကင်သူများလဲဒူးနဲ့ဒေးပါပဲအဲဒီလိုတွားရောက်လောက်ကင်ခဲ့ကြသူတွေထဲမှာမှယဉ်နှင်းစရာကောင်းလာတဲ့မိန်ကလေးတယောက်ကြောင့်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပဇွန်ဆက်ယုံကြီးတို့ခုမှမြန်မာလူမျိုးတွေနဲ့ထိုင်းလူမျိုးတွေယောက်ျားမိန်းမမရွေးစုပေါင်းလောက်ကင်နေကြတဲ့နေရာလေးပါအဲဒီထဲမှာမြန်မာအလုံသမားလှုပ်တဲ့အကြဆုံးအန်ဒီဒေါ်မြတ်တယောက်လည်းအပါအဝင်ဖြစ်ပါတယ်ဒေါ်မြတ်ကအဲဒီဆက်ယုံမှာလှုပ်တဲ့အကြီးဆုံးနှစ်အကြဆုံးဖြစ်ပါတယ်တခြားမိန်းကလေးတွေယောက်ျားလေးတွေလည်းရှိနေပါသေးတယ်မနေ့ဆိုရင်အလုပ်ဝင်ညနေဆိုရင်အလုပ်သိမ်းတဲ့ OT ရှိရင်ဆက်ပြီးတော့ အလုတ်စင်းကအလုတ်ဝင်ကြတာယမလာလာမနှစ်တို့ပင်ကြာမြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။အရိစက်ယုံမှာတမနက်မှာတော့မဆက်ပဲဖြူဆိုတဲ့မင်းကလေးတူလုပ်ငန်းဝင်ကိုဝင်ရန်ရေကန်တစ်ခုစီကိုလာခဲ့ပါတယ်။အဲဒီလိုလာရခြင်းကလည်းအလုတ်သမားများအလုတ်ယုံနဲ့မဝင်ခင်ခြေဆေးပြီးတော့မှဝင်ခွင့်ရှိတဲ့အတွက် မဆဘယ်ပြူခြေစည်းရံတွေရေကန်ရှိရာကိုလာခဲ့ခြင်းဖြစ်ပါတယ်။သူမဟာခြေလက်ဆေးကြောပြီးတော့ပြန်လာမှာတော့ခြေချော်သွားခဲ့ပါတယ်။ဝုန်းဆိုတဲ့အတန်ကြီးနဲ့သူဆဘယ်ပြူဟာအရှိန်ပြင်းစွာလဲကျသွားခဲ့ပါတယ်။အရှိန်ပြင်းတဲ့အတွက်ဆဘယ်ပြူတတိပါလစ်သွားခဲ့ရပါတော့တယ်။ဆဘယ်ပြူတတိလစ်လဲကျသွားတော့သူမမြို့သားပါအနားမှာရှိနေတာကြောင့်သူမကိုအလင်းမြန်ပွတ်ချလိုက်ပြီးတော့ အခန်းတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။ရေကန်နာမရှိတဲ့လူများကလည်းစိုးရိမ်ပြီးတော့လိုက်လာခဲ့ကြပါတယ်။အခန်းထဲကိုရောက်တဲ့အခါမှာတော့မတ်စပယ်သတိရလာခဲ့ပါတယ်။သူသတိရလာတော့ပြူးကြောင်ကြောင်နဲ့ရုတ်တရက်ထထိုင်လာခဲ့ပါတယ်။အချိန်တော်ကြာတဲ့အထိဘာစကားမှမပြောဘဲနဲ့ခေါင်းကြီးငုံပြီးတော့ထိုင်နေပါတယ်။စပင်တွေကလည်းဝိညာဉ်တကောင်ကောင်ဝင်ရောက်ပူးကတ်နေတယ်လို့ဖွာလန်နေကျဲနေခဲ့ပါတယ်။တော်များကလည်းစပယ်ပြူကိုတက်တာမှုရှိမရှိခေါင်းပုတ်ပြီးတော့မေးလိုက်ပါတယ်။စပယ်ပြူအစဉ်ပြေးရလား။ဘာဖြစ်သွားသေးလဲ။ငါသားကိုလောင်မထီးနဲ့။ငါစပယ်ပြူမဟုတ်ဘူး။ စပယ်ဖြူကခြေချော်ပြီးတော့ကြောင်သွားရည်လားမသိဘူး။ခေါင်းများထိသွားလား။တို့များကလည်းခေါင်းထိပြီးကြောင်သွားတယ်ထင်ပြီးတော့ခိတ္တခဏစဉ်းစားဟန်ပြုတ်နေပါတယ်။ဘီနတ်မှာရှိတဲ့သူတို့တွေကိုပါအော်ငေါက်နေရဆိုတော့နင်းချော်လဲသွားလို့သတိလစ်သွားလို့ငါတို့ကတက်တာလာလာမေးရလေ။ညီကဘာဖြစ်နေလဲ။ငါစပယ်ဖြူမဟုတ်ဘူးလို့ပြောနေရလေ။ညီခြေချော်လဲပြီးတော့အတိတ်မေ့သွားလား။ညီဘာဖြစ်နေရလဲလို့ငါတို့မေးနေဖြစ်အောင်လေ။ပြောရင်းဆိုရင်စပယ်ဖြူတယောက်ကမျက်နှာကြီးနီရဲကစားတော့ဝါတော့မတက်တော်များဘက်ကိုလဲလာခဲ့ပါတယ်။နောက်ပြီးတော့လဲစပယ်ဖြူရဲ့မျက်နှာကတည့်ရဲမတကောင်လားကြောက်စရာကြီးအသွင်ဖြစ်လာခဲ့ပါတယ်။ငါစပယ်ဖြူမဟုတ်ဘူးလို့ လို့ပြောနေလေနင်တို့နားမလဲရလားဟမ်ငါထပ်ပြောမယ်ငါစပယ်ပြူမဟုတ်ဘူးကြားလားဟမ်ဒါဆိုညီရဘာတူလဲငါဝေဝေမလကပဲမနေညီနံမေကဝေဝေဟုတ်လားဒါဆိုညီရစပယ်ပြူကိုယ်တည်းကိုဝင်ပူးကတ်နေတဲ့ဝိညာဉ်တကောင်ပေါ့ဘာကြောင့်မို့သူတို့ဘာဒုက္ခပေးနေရလဲပြီးတော့ညီရဘလို့ကြောင့်တည်သွားခဲ့ရလဲဘာဖြစ်လို့ဒေါ်မြားကကျမကြောင့်သိချင်နေရလဲဒေါ်မြားတို့ကုညီနိုင်တာရှိလို့ရှိရင်လည်းကုညီပေးလို့ရအောင်လို့ပါအဲဒါကြောင့်ဒေါ်မြားညီမလေးဝေဝေကိုမေးရတာပါကျေးဇူးတင်ပါတယ် ဒါပေမဲ့ဒေါ်မြတို့ကုညီနိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူတို့ညီမဝိညာဉ်ကိုပလင်းထဲမှာချုပ်ထားပြီးတော့ခိုင်းစားနေလို့ပဲ။ဟမ်ဘလို့ဘလို့ညီမကိုချုပ်နှောင်ပြီးတော့ခိုင်းစားနေရဟာလား။ तू ကဘာတူလဲ။နေပါဦး။ညီမကိုသူတို့ဘလို့ကြောင့်တပ်ပစ်လိုက်တာလဲ။တပ်ပစ်ရလောက်အောင်ဘာတွေများဖြစ်ခဲ့လို့လဲညီမကို။ဒေါ်မြတ်ကိုပြောပြလို့ရရင်ပြောပြအောင်လေနော်။ ကျွန်မတို့စက်ယုံအမန်နေဂျာနဲ့သူ့တငယ်ချင်းတွေနဲ့ပေါင်းပြီးစော်ကားပြီးတော့တက်လို့တည်ခဲ့ရတာပါသူတို့နဲ့ဘာရန်ညိုးရန်စာမှမရှိခဲ့ပါဘူးဝေဝေကသူ့ဘဝကိုပြောရင်လည်းရှာကြီးတငယ်ငိုကသူ့ဟာစကားဆက်ပြောနေပါတယ်တကယ်တော့လေဝေဝေကစက်ယုံမှာအလုလာလုပ်တဲ့ဆိုပေမဲ့ဝေဝေမှာယောက်ျားနဲ့ကလေးရှိပါတယ်သူတို့ကိုထားခဲ့ပြီးတော့အလုလာလုပ်ခဲ့တာပါတနေ့ဝေဝေအသေးစိုးနဲ့တရားမယ့်နေ့ကိုရောက်လာခဲ့တဲ့ဆိုပါတော့ဝေဝေအလုလုပ်လို့ရတဲ့ပတ်စံကိုမြမပြီးပြန်ပေးလို့မရှိပါဘူးဂျားပွဲစားတွေမယုံရလို့ပါဝေဝေကတည်ဆုံးခဲ့ရတာကြာပါပြီ အခုဆက်ရုံပိုင်ရှင်ကပြောင်းသွားပြီလေအရင်တတိမဟုတ်တော့အရင်တတိလက်ထက်ကလေးကဝေဝေတည်ခဲ့တာပါ ဝေဝေးအရင်တထေးလက်ထက်ကအလုတ်စင်းရင်နဲ့ရက်တွေလာတွေကြာလာတော့မန်နေဂျာရင်နဲ့ရောအလုတ်သမားရင်နဲ့ပါယဉ်နှိမှုရလာခဲ့တယ်။အထူးသဖြင့်တော့မန်နေဂျာနဲ့ယဉ်နှိမှုရရှိလာတော့ခင်ခင်မင်မင်စကားတွေပြောပြခဲ့တယ်။သူနှုတ်ဆက်လို့ရှိရင်ပြန်နှုတ်ဆက်တယ်။အဲဒီလိုနဲ့တရင်တနီဆက်ဆံလာခဲ့တယ်။ဝေဝေးဘက်ကတကယ်စိတ်ရင်မှန်နေပါ။အကူလိုတငယ်ချင်းလိုဆရာလိုပြန်ခင်ခဲ့တယ်။တနေ့တော့ဝေဝေးအပြင်းပြားသလိုဖြစ်လို့အလုတ်မစင်းမနဲ့အလုတ်နားခဲ့တယ်။ဝေဝေးရဲ့အိမ်ငန်းမှာပဲအိတ်နေခဲ့တာ။ တနေ့မန်နေဂျာနဲ့အခြားယောက်ျားလေးတစုဝေဝေးစီကိုရောက်လာခဲ့ကြတယ်။ဝေဝေးနေမကောင်းနေလို့တရင်လာမိကြတယ်ပဲထင်တာ။သူတို့ကတကားခောက်ပြီးတော့ဝေဝေးနာမည်ကိုခေါ်နေကြတာ။ဝေဝေးလည်းကို့မန်နေဂျာလာတယ်ဆိုတော့ဝမ်းသာအားရနဲ့တကားဖွင့်ပေးခဲ့တယ်။ဝေဝေးတကားဖွင့်ပြီးခဏကြာအခန်းတကားကိုဝုန်းနဲ့မြင်အောင်ပြန်ပိတ်လိုက်ကြတယ်။တကားကြက်ပါထိုးလိုက်ကြတယ်။ သူတို့ရဲ့မျက်လုံးတွေကချက်ချင်းစိတ်ရိုင်းဝင်တယ်လို့ဖြစ်ပြီးတော့ပုံမှန်တရံတွေကလည်းယုတ်ချင်းပြောင်းလဲသွားခဲ့တယ်။နောက်တော့ဝေဝေကိုချုံအောင်ပြီးတော့အနှုချမ်းစီးရဲ။တဖြည်းဖြည်းယုတ်တွေကခတ်ထန်လာတယ်။အဲဒီနောက်တော့ဝေဝေကိုအားလုံးအောင်ဝိုင်းပြီးတော့ချုပ်ထားလိုက်ကြတယ်။ဝေဝေကိုချုံအောင်ထားရင်လည်းသူတို့အဖွဲ့ကရိုက်ကြတယ်၊နှိပ်စက်ကြတယ်။တကယ်ကိုလူရန်ကားရီလိုလုံနေကြတာ။ပြီးတော့ပတ်စံတဲ့ရွှေတွေကိုလည်းတောင်းတယ်။ဝေဝေကစုထားတဲ့ရွှေတွေပတ်စံတွေတောင်းတော့အဲဒီမှာဝေဝေချွေးနှဲစာနဲ့စုထားတဲ့ပတ်စံတွေမပေးချင်တော့မပြောပြခဲ့ဘူး။ဝေဝေသူတို့ကိုကြည့်ပြီးတော့ကြောက်လဲကြောက်လာခဲ့တယ်။ဝေဝေဘာလို့လို့ဘာကြံရမှလဲမသိဖြစ်နေခဲ့တာ။လူကဖျားန ေတဲ့အချိန်ကြောင့်ထွက်ပြေးလွတ်မြောက်ဖို့ဇိုတင်းကြီးလည်းရုန်းကန်နေပေမဲ့လည်းဝေဝေးရုန်းကန်မှုကအချင်းနီးသာဖြစ်ခဲ့ရတယ်။ထွက်ပြေးလွတ်မြောက်ဖို့အစွမ်းကုန်ကြိုးစားနေပေမဲ့အင်အားလည်းမရှိတော့ကူကယ်ရမယ့်ဖြစ်နေခဲ့တာ။ ူကတအားကြောက်နေတော့သူတို့လှူရှားနေတာကိုပဲဝမ်းနေပြီးတော့ကြည်နေခဲ့ရတယ်။သူတို့ကသူတို့လိုချင်တာတွေရှာနေကြတာ။နောက်တော့သူတို့တွေ့သွားတယ်။ပစ္စည်းတွေရသွားရုံနဲ့အားမရသေးဘူး။သူတို့လိုချင်တာတွေရသွားပြီးတာတော့မှနှမချင်းမစမနာကျမကိုအုပ်စုလိုက်ဝိုင်းပြီးတော့ဖြက်စီးကြတယ်။သူတို့ဖြက်စီးလို့အားရတော့ဝေဝေကိုမာကြောတဲ့အရာတခုနဲ့ထုသက်ကြတယ်။အဲဒီနောက်တော့ဝေဝေလည်းသတိလစ်သွားခဲ့တာ။အဲ့ဒါကိုဝေဝေသေးပြီထင်တဲ့ရေတွင်းတစ်ခုတည်းကိုကျိုးတုပ်ပြီးပစ်ချခဲ့ကြတာ။ နောက်ပြီးတော့တည်သွားပြီးရင်လောင်းပေါ်လာမှဆိုပြီးတော့ခြေထောက်မှာခဲပါဆွဲပေးထားခဲ့ရေပေါ်မပေါ်လောင်ပေါ့အဲ့ဒါနဲ့ဝေဝေကဘယ်ချိန်ဒီသတိမိနေမှမသိဘူးဝေဝေသတိရလာတော့ဝေဝေကရေတွင်းထဲမှာကျိုးလက်ပြန်တုတ်ရတားကြီးဖြစ်နေရဝေဝေကရေပေါ်တက်ဖို့လုပ်ပေမဲ့ခြေထောက်မှာခဲကြီးဆွဲထားတာကြောင့်မလို့ဘလို့မှတက်လို့မရခဲ့ဘူးဝေဝေရေထဲမှာပဲရေမွန်းပြီးတော့တည်ခဲ့ရတယ် အဲ့ဒီချိန်ကလေးကဝေဝေကမကြွမလို့ဖြစ်နေခဲ့တာဝေဝေရေရင်းထဲမှာပဲနေနေရတယ်ဒါနဲ့ဝေဝေကိုတတ်တဲ့လူတွေကိုမတ်မိသေးလားသူတို့ကဆက်ယုံမှာရှိနေကြသေးလားရှိပါတယ်ဘလို့ရှိတယ်ဟာလားဘသူတွေလဲဘလို့ပုံသဏ္ဍာန်လဲကွယ် ူကပစ္စည်းတည်ဖို့တဲ့အလုပ်လုပ်နေရပါကားဒရိုင်ပါပေါ့ဒီဆက်ယုံထဲမှာကြာကြာနေလေးမရှိတော့ပြလို့မရအောင်ကားမောင်းနေတော့ဆက်ယုံထဲကြာကြာမနေရအောင်လေသူကဝေဝေးဝိညာဉ်ကိုပလင်းထဲမှာထည့်ထားပြီးတော့ခိုင်းစားထားတယ်ပြီးတော့ဝေဝေးကိုလွတ်မြောက်အောင်လှုပ်ပေးဖို့ကလည်းလွယ်မယ်လို့မထင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီပလင်းကသူ့လေဘယ်မှာအမြဲမချွတ်စရံဆွဲထားတာမရိုင်းလိုက်တာဟဲ့တက်လို့မှအာမရဝိညာဉ်ကိုပါချုပ်ပြီးခိုင်းစားနေရတယ်လို့တော်မြဖုန်းကြောင်းတစ်ခုမှညီမလေးဝေဝေးတွေ့ကုသိုလ်ပြုအမြတမ်းပေးဝေပေးပါမယ်အဲ့ဒီခါကျရင်ညီမလေးဝေဝေးတာလူလာခေါ်လေနော်ဟုတ်ကဲ့ပါ ဝေဝေအများလာယူရမယ်ဝေဝေသွားရတော့မယ်အဲ့လိုပြောပြီးတော့ထွက်သွားခဲ့ပါတယ်ဝိညာဉ်မလေးဝေဝေထွက်သွားတော့ဇပယ်ပြူလဲကျသွားခဲ့ပြန်ပါတယ်သူလဲကျသွားတော့ဇပယ်ပြူကိုတတိယအောင်လှုပ်ယူပြီးတော့ခဏကြာမှာတော့အလုတ်ယုံကိုတော်များတို့ဝင်ခဲ့ကြပါတယ်အဲဒါပေမဲ့ဝိညာဉ်မလေးကိုတော့တနည်းနည်းမှကုသိုလ်ပြုပြီးတော့ဘုံကြီးပင်အများတန်းပေးဝေဖို့ရည်ရွယ်ထားလိုက်ကြပါတယ်ဇပယ်ပြူတယောက်ကတော့မျက်နှာအောင့်ငုံပြီးတော့ရေကန်ဘေးမှာယက်နေပါတယ်သူမကြည့်ရတာဘာစဉ်းစားနေတယ်မသိငြိမ်သက်စွာယက်နေရပါဒါဟုတ်သူ့ရဲ့ယောက်ျားဖြစ်သူကအဝေးကနေအကဲခတ်နေပါတယ်အချိန်ကညနေနေဝင်ကြီးတယောက်အချိန်လေးဖြစ်ပါတယ် အများသူကလည်းရေချိုးအဝိရှော်နေကြပါတယ်ဟဲ့ဟဲ့စပက်ဖြူဘယ်သွားမလို့လဲဟဲ့ ဟဲ့ဇပွဲပြူဘယ်သွားမလို့လဲလို့ဟဲ့ဟဲ့လောက်ကြပါအောင်ဇပွဲပြူကဘယ်သွားနေရလဲမသိဘူးတရဲလွန်၆တယ်လို့နာမည်ကြီးတဲ့ရေကန်စီကိုပြေးသွားနေရပါဟဲ့ဟဲ့လောက်ကြပါအောင်ဇပွဲပြူကဟိုမှာတရဲ၆တဲ့ရေကန်စီကိုပြေးသွားနေပြီဟဲ့အဲ့ဒီအော်တန်ညောင်းမယ်အားလုံးကသတိဝင်လာခဲ့ကြပါတယ်ဇပွဲပြူကရေကန်နဲ့ဆင်းနေရပါလူတစ်ပုလုံးတော့မြို့လူနေနေဖြစ်နေပြီးတော့ဇပွဲပြူပါဇက်ကလည်းပွတ်စီပွတ်စီပြောနေနေတဲ့ရေကန်ထဲကိုဆင်းနေပါတယ်အဲ့ဒီတော့မှယောက်ျားလေး၄-၅ယောက်လောက်ရေကန်ကြီးစီကိုပြေးဆင်းနေတဲ့ဇပွဲပြူကိုဝိုင်းဆွဲထားကြရပါတယ်ယောက်ျားလေး၄-၅ယောက်လောက်ဝိုင်းဆွဲနေတဲ့ဂျာကပဲဇပွဲပြူကလွတ်ထွက်နေပါတယ်အဲ့ဒီလိုရုန်းကန်နေတဲ့ဂျာက ပဲမနှဲမရရအောင်ဆွဲခေါ်ခဲ့ရပါတယ်ဒီကိစ္စဟာသွေးယူသားယုံမဖြစ်နိုင်မှန်းသိတော့စပယ်ပြူကိုအတင်းဆွဲခေါ်လာပြီးတော့ပရိတ်ရည်တွေနဲ့ပတ်ပြန်းကြပါတယ်အဲဒီတော့မှစပယ်ပြူကအသိစိတ်ဝင်လာခဲ့ပါတယ်သူ့ကိုမေးတော့သူလည်းဘာမှမသိတဲ့ကြောင်ပြန်ပြောပါတယ် သူတို့တင်ထားတာတော့တရေမဝေဝေကရေနဲ့တေလို့သူဟာစပယ်ပြုတ်ကိုဝင်ပူးပြီးတော့ရေထဲကိုဆွဲခေါ်တာပဲဖြစ်ပါလိမ့်မယ်။အလားတူပဲအခြားသူတွေကိုလည်းတရေချောက်တဲ့ရေကန်ကြီးတွေကိုဆွဲခေါ်ခဲ့ဘူးသူများလည်းရှိခဲ့တာကြောင့်ဒီလိုမျိုးအတက်ပြောနိုင်ခြင်းဖြစ်ပါတယ်။ဒီတိုင်းနေလို့တော့မဖြစ်တော့ဘူးေတခုခုတော့လုံမဖြစ်တော့မယ်။ကြာလို့ရှိရင်စပယ်ပြုတ်တွေမကောင်းဘူးကွာ။စက်ယုံတွေကအလုသမားဘာသာတူတငယ်ချင်းများကိုစပယ်ပြုတ်အမျိုးသားကပြောလိုက်တာပါ။အဲ့ဒါဆိုလို့ရှိရင်မကြွမလို့ဖြစ်နေတဲ့ဝေဝေရဲ့ဝိညာဉ်လေးဘွားကူးကောင်းအောင်လို့ဖုန်ကြီးပင့်လူပွဲပစ္စည်းတွေကပ်ပြီးတော့ကျွတ်လွတ်သွားအောင်လုပ်ပေးရင်မကောင်းဘူးလား။ကောင်းတာပေါ့ဗျာကျွတ်တို့အလုသမားရဲ့ အလွန်ဝေစုပြီးတော့ကုသိုလ်ပြုကြမယ်လေအဲ့ဒါဆိုရင်ကျွန်တော်တို့အားလုံးလည်းအဆင်ပြေမယ်မကျွတ်မလွတ်ဖြစ်နေတဲ့ဝေဝေလည်းကျွတ်လွတ်သွားမယ်လေအဲဒီနောက်မှာတော့ဗမာဘုန်းကြီးကျောင်းကိုတွားရောက်ကြပြီးတော့တငယ်ချင်းတစုဟာဝေဝေအတွက်ကုသိုလ်ပြုအများဝေဖို့ပြင်ဆင်နေကြပါတယ်မကျွတ်မလွတ်ဖြစ်နေတဲ့ဝေဝေကိုလည်းတရားပွဲဆကနေဖုံဖုံကတရားနာလာဖို့ဖိတ်ခေါ်လိုက်ပါတယ်တရားပွဲပြီးမှတော့ဝေဝေအတွက်ပြုပေးတဲ့ကုသိုလ်အစုစုကြောင့်ဝေဝေဝိညာဉ်လည်းကျွတ်လွတ်သွားပြီးတော့ကောင်းရပုံမှာရောက်ရှိသွားလိမ့်မယ်လို့အားလုံးကမျှော်လင့်မိကြပါတယ်နောက်တစ်နေ့မှလည်းဝေဝေရဲ့ဝိညာဉ်က6လနဲ့တုံးမှာပဲသူ့ဝိညာဉ်ကစေယုံတွေကမလကာပင်မှာလည်းနေပါသေးတယ်အဲ့ဒီမလကာပင်နောက ို့သွားတဲ့သူတိုင်းကလည်း၆လန်းတက်တဲ့အတွက်အဲ့ဒီမလကပင်နားပင်မသွားဝင်ကြပါဘူး။အသီးသီးလာရင်လည်းဘသူကမှမခူးရဲကြပါဘူး။ရှောင်ကွေးပြီးသွားကြပါလေ။ကုသိုလ်ပြုအများပေးဝေပါလေမကျွတ်မလွတ်ဖြစ်နေပါသေးတယ်။ ရီဝိညာဉ်မှာလေဝေဝေတိတ်ဆုံးခဲ့ရတဲ့ရေရင်းအနီးနားတဝိုက်မှာလေဝေဝေလိုမျိုးအလားတူအသက်ခံခဲ့ရတဲ့သူတွေအများအပြားရှိနေတယ်ဆိုပြီးတော့လေဝေဝေကိုယ်တိုင်ကပြောပြခဲ့မှုပါတယ်ဝေဝေပြောပြချက်ရတော့သူမှပြောတာမှန်ကန်မှုရှိမရှိသိရှိလိုတာကြောင့်ရေရင်းနားတဝိုက်ကိုတွားရောက်ရှာဖွေတူးဖို့ကြည့်တဲ့အခါမှာတော့လူသေးများရဲ့အယိုးစုများကိုတွေ့ရှိခဲ့ရပါသေးတယ်ဝေဝေရဲ့အယိုးစုကတော့ရေရင်းရဲ့အောက်ဆုံးပိုင်းမှာအမှန်တကယ်ရှိနေခဲ့တဲ့အတွက်ဝေဝေအတွက်လည်းအမှန်တကယ်စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်ဝေဝေအတွက်ကုသိုလ်ကောင်းမှုအများပေးဝေပေမဲ့လည်းအခြားဝိညာဉ်တွေသာကျွတ်လွတ်သွားကြပြီးတော့ဝိညာဉ်မှလေးဝေဝေကတော့ယခု ချိန်ဒီမကျွတ်မလို့ပဲရှိနေပါသေးတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။